be free in Jesus' holy name. မဆီရောမင်္ဂလာပါဒီမြို့တမီထဲမှာဝင်ထားတဲ့နတ်ဆူတရားသမီးမြို့တမီကိုချုပ်ထားတဲ့နတ်ဆူကိုပရောဖက်ခခန်းတဲ့ယေရှုခရစ်တော်နာမနဲ့နင်ထုတ်ပေးတဲ့အခါမှာထွက်ခွာသွားတာဖြစ်ပါတယ်ဆိုတော့ဒီမြို့တမီထဲမှာဝင်ထားတဲ့နတ်ဆူကတော့ online dating လို့ခေါ်တဲ့ online မှာချစ်တူရေးစားရှာပြီးမှ ချစ်ကြကြိုက်ကြထင်ချင်းတဲ့ကနဲ့ဝင်သွားတဲ့နတ်စုဖြစ်ပါတယ်ဒီခေတ်ကအရင်ခေတ်နဲ့မတူပဲ online တွေပေါ်လာတာဖြစ်တဲ့အတွက် online ထဲမှာကိုယ့်ရဲ့တာသမီတွေနော်ချစ်သူရေးစားရှာတွေ့ပြီးမှအဲ့ဒီထဲမှာနတ်စုထောင်ကျောက်မိသွားနိုင်တယ်လူမျိုးမရွေးဘာသာမရွေး online ကနေချစ်သူရေးစားရှာတွေ့ပြီးမှဒုက္ခရောက်သွားနိုင်တဲ့ကာလဖြစ်တယ် စာတန်ရဲ့ထောင်ချောက်ထစ်ကိုဝင်သွားနိုင်တဲ့ကာလဖြစ်တယ်။ဒါကြောင့်လူမျိုးမျိုးပါတာမျိုးမှရှိတဲ့သာဓမီတွေရဲ့အတ္တတာမှာဒီလိုစာတန်အခွင့်ရမရနိုင်ရတဲ့ဒီဗီဒီယိုဖိုင်ကိုဝိညာဉ်ရေးရဗဟုသုတအဖြစ်ပါတာပြန်တင်ပေးလိုက်ပါတယ်။တခြားမိတ်ဆွေများကိုလည်းဗဟုသုတဖြစ်စေခြင်းနဲ့ဆိုလို့ရှိရင် မတန်တဲ့ဝင်ငါပေးပါ So you made a mistake with your school issue ပရိုဖက်ပြောတာကနင်းကြောင်းတက်တဲ့အချိန်မှာဒီကြောင်းစာနဲ့ပတ်တပြီမှနင်းမာယွင်းခဲ့တာရှိတယ်လို့ပြောပါတယ်ယမ်သူမဗာမာယွင်းခဲ့တာလေကြောင်းသူဘွားမှာဗာမာယွင်းခဲ့တာလေနားထောင်ကြည့်ရအောင် a mistake with your school issue you make mistake with the school issue ကြောင်းသူဘွားမှာကြောင်းကောင်းကောင်းမတက်ဘဲနဲ့မာခဲ့တဲ့အရာရှိတယ်လို့ပြောပါတယ် Yes sir မှန်ပါတယ်လို့ဖြေပါတယ်နားထောင်ကြည့်အောင် Because of the tall boy Because of the tall boy အယရှိရှိနဲ့ကောင်းလေးတယောက်ကြောင့်ဖြစ်တာလို့ပြောပါတယ်အဲ့ဒီကောင်းလေးအဖင်ဘယ်လိုဖြစ်တော့တာလဲနားထောင်ကြည့်အောင် My name is Yes sir မှန်ပါတယ် Nashimadim from Zimbabwe You spoiled the whole of your life Yes နေရဲ့ဘဝကို နေ့ရက်လာမဲ့ဘဝတစ်ခုလုံးကို ကမောက်ကမဖြစ်အောင်လုပ်တာနင်းကိုယ်တိုင်ဟုတ်တယ်လို့ prophet ကပြောပါတယ်။သူမက yes ဟုတ်ပါတယ်တဲ့။ဘလို့နဲ့သူမရဲ့အနာဂတ်ကိုကမောက်ကမလုပ်တာလဲနားထောင်ကြည့်အောင်။ because of this vagabond man ။ဘာဖြစ်လို့ဆိုတော့ဒီမှာနင်းနဲ့ချစ်ကြိုက်တယ်ဒီအမျိုးသားကြောင့်ဖြစ်တယ်လို့ပြောပါတယ်။ One man of God is saying is true and I'm p r o p h e t ပြောတာမှန်တယ်လို့ပြောပါတယ်။သူမှပြောတာကိုနားထောင်ကြည့်အောင်ပါ။ဖျားခင်ရဲ့ကျမရဲ့အပြစ်ကိုခွင့်လွှတ်ပေးဖို့ကျမတောင်းပန်ပါတယ် When I was at school I made a mistake when I was staying with my father's brother I was on my phone and I met one guy on internet he was on Facebook Then He said he loves me. <laughs> and I trusted him and I believe and I ran away from my house. But I told my father that I was going somewhere and he said, No, you can't go. Then my mother, I told her that I'm going out. Then she told, said, Tell your dad. Then my dad said, No. When she was in the bedroom, then I take my small bag and I leave everything and I went away which is in Durban in South Africa to follow him. And I never saw him before, but I just went to him. I started staying with him, and I had a child. When I, had a child that moment, he went to Zimbabwe. And when he was about to come back, I give birth when he was there, not there. Then the landlord helped me to go to the hospital. And then when he come back, he was into stealing. He was into robberies. <laughs> he was hijacking trucks. <sighs> and stealing. After he come back to Zimbabwe from buying his tent, he was arrested. <laughs> when he was arrested, he stayed in the in the reminder keep going. <laughs> For nine months, if I'm not mistaken. Then after he came, after before he came out, when he was arrested, I went back home. My mother sent him money to be out of the jail. After he get out of the prison, he never wanted to talk to us. He said, "You didn't come to see me to the prison. I don't want to see you." It was a Sunday. I'm reading Luke 15, verse 1 to 6. Then all the tax collectors and the sinners drew near to him to hear him. And the Pharisees. ဆရာကျွန်တော်တို့ဒီတချို့နေရာမှာကြာတော့ဒီလို emotion ပေါ့နော်တို့တကယ်ဝမ်းနေပြီးမှပြောနေတဲ့အချိန်မှာကြာလို့ရှင်ဂျားကနေဖြတ်ပြီးမှဘာသာပြန်ရတာအဆင်မပြေပါဘူးဒါကြောင့်ကျွန်တော်တို့ဒီမှာကိုပွန့်ပွန့်အဲဒီမှာကို ြောသူမပြောတဲ့အချိန်မှာကျွန်တော်တို့ကြားကနေဘာသာမပြန်ပါဘူးဒါကသူမ online online ကနေရေးစားစာတွေ့ပြီးရေးစားနောက်လိုက်သွားပြီးနောက်ဘဝမှာမိရပြင်လေထဲမှာဝဲရတာဖြစ်တယ်ဒီလိုမျိုးပြဿနာကမကြုံခင်ဟန်တာနိုင်လို့ဆိုလို့ဆိုရင်ကောင်းပါတယ်ကြုံပြီးမှနောက်ဆိုလို့ရှင်ကဲနှုတ်ရတာအရန်ကိုခက်တာဖြစ်ပါတယ်ဒါပေမဲ့ဒီမှာ prophet ကသူ့ကိုနတ်ဆိုးလက်ထက်ကနဲ့ ရွေးနှုတ်တာကိုကျွန်တော်တို့တွေ့ရပါဖြစ်ပါတယ်ဆိုတော့မာနတည်းမကောင်းမှုအလုံးရဲ့အပဖြစ်တယ်ဆိုတာကိုရှင်ရောဟာကံကြီး44ရှင်ရောဟာကံကြီး30အငဲ30မှာရေးထားတာဖြစ်တယ်ဒီနေ့ online dating လို့ခေါ်တဲ့ခါမှာ online ကနေချစ်သူရေးစာချိန်တွေ့တယ်လို့ပြောတဲ့ခါမှာမြင်ရတဲ့လောကတစ်ခုပဲပါနေတာမဟုတ်ပဲမမြင်ရတဲ့မာနလောကကလည်းပါနေတာဖြစ်ပါတယ်ဒါကိုလူမျိုးမရွေးပါတာမရွေးလဲလာနိုင်မှုဖြစ်ပါတယ်ကျွန်တော်အစကနေ့ အဲသူမမြည့်ရမြခွဖြစ်တဲ့အချိန်အစကနေပါတာပြန်ပေးမှဖြစ်ပါတယ်။နောက်တော့ကြည့်အောင်ပါ You spoiled the whole of your life. Yes. Because of this vagabond man. Thief. ဒီအမျိုးသားကြောင့်နေဟာနေရအနာကတခုလုံးကို ကမောက်ကမဖြစ်အောင်လုပ်လိုက်တာဖြစ်ပါတယ်။ One man of God is saying is true. Prophet ပြောတဲ့အတိုင်းမှန်ပါတယ်။ goodness from God. ပြတ်ခင်ကျမရဲ့အဖြစ်ကိုကျမနောင်တရတယ်ကျမကိုခွင့်လွှတ်ဖို့တောင်းပန်ပါတယ်ဆိုတော့ prophet ကဘာကြောင့်မြင်နိုင်တာလဲဆိုလို့ရှင်ခရိယန်တွေကတော့တည်တာဖြစ်ပါတယ်ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး9အငယ်9မှာယေရှုခရစ်တော်က prophet ကိုဆလွတ်တယ်လို့ရေးထားတာဖြစ်ပါတယ် prophet ဆိုတာမြင်တော်သူကြားနိုင်တော်သူယေရှုခရစ်တော်မြင်ခွင့်ကြားခွင့်ပေးတဲ့သူတွေဖြစ်ပါတယ် ယေရှုခရစ်တော်သူကိုယ်တိုင်လည်းမြင်နိုင်ကြနိုင်လို့သူဖြစ်ပါတယ်။အဖက်ကန်းကြီးလေးအငယ်၁၁ဆနစ်မှာလည်းဖတ်ကြည့်လို့ရပါတယ်။နားတော်ကြည့်အောင် I made a mistake. I was. ma 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 with my father's brother. Juma ga apeye aku ima ne bare. Baji ima ne ra I was on my phone. and I met one guy on internet was on Facebook ကျမကအမေရန်ဖုန်းကင်ပါတယ်ဖုန်းထဲမှာ ကျမယောက်ျားတယောက်ကိုတွေ့ပါတယ်အဲ့ဒါက Facebook အပေါ်မှာတွေ့ကြတာဖြစ်ပါတယ် Then, He said he loves me and I trusted him and I အဲ့ဒီမြူတာက online ကနေကျမကိုပြောပါတယ်ကျမကိုအရန်ချစ်တယ်လို့ပြောပါတယ် အဲ့ဒါနဲ့ and i ran away from my house but i told my father that i was going somewhere and he said no you can't go so ကျမကဟိုတယောက်ကကျမကိုချစ်တယ်လို့ပြောလို့ကျမအိမ်ကနေထွက်ဖို့ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်ကျမဦးလေးကိုမဲတော့မတော်ရဘူးလို့ပြောတယ်ကျမအဘကြီးကိုမဲတော့မတော်ရဘူးလို့ပြောတယ်ကျမအဖေကိုမဲတော့လေအဲမတော်ရဘူးလို့ပြောပါတယ် then my mother I told her that I'm going out. Then she told, said, tell your dad. Then ကျမအမေကိုကျမအပြင်ထွက်မယ်လို့လိန်ပြောတဲ့အခါမှာအမေကပြောတယ်နင့်အဖေကိုပြောပါလို့ပြောပါတယ် said no when she was on the bedroom then i take my small bag and i leave everything and i went away အဲ့နဲအဖေကိုပြောတော့လဲ no လို့ပြောတယ်အမေကိုပြောတော့နင့်အဖေကိုမဲပါလို့ပြောတယ်ဒါပေမဲ့ အမေအိပ်ပျော်နေတဲ့အချိန်မှာကျွန်မအိတ်ကလေးကိုဆွဲပြီးမှအိမ်ကနေအပီးထွက်ခွာသွားပါတယ် which is in Durban in South Africa to follow him ဘယ်ကိုသွားလိုက်ဆိုတော့တောင်အာဖရိကနိုင်ငံကိုကျွန်မသွားလိုက်တာဖြစ်ပါတယ်အဲ့ဒီအမျိုးသား online မှာ Facebook မှာ တွေ့တဲ့အမျိုးသားနောက်ကိုလိုက်ဖို့သွားတာဖြစ်ပါတယ် and i never saw him before but i ကျွန်မအဲ့ဒီအမျိုးသားကိုတခါမှလက်တွေ့မတွေ့ဘူးပါဘူး went to him. I started. ဒါပေမဲ့ကျမသူ့ရှိကိုရအောင်တွားခဲ့ပါတယ်။ He was him and I hit his shout. အဲ့ဒီမြူတာနဲ့အတူနေတဲ့ခါမှာကျမကိုဝင်ရပါတယ်။ When I hit a shout that moment he went to Zimbabwe. ကျမကိုဝင်ရတော့အမျိုးသားကတောင်အာဖရိကကနေဇင်ဘာဘွေမွေးရနိုင်ငံကိုပြန်သွားပါတယ်ဆိုတော့သူမလည်းပဲဇင်ဘာဘွေကဟုတ်တယ် ဆိုတော့ဒါမဲ့တွေ့ကြအတော့တွေ့ကြတာကတောင်အာဖရိကမှာဆိုတော့အခုကိုဝင်ကြီးတဲ့ချိန်မှာယောက်ျားလုပ်တဲ့လူကဇင်ဘာဘွေကိုပြန်သွားတာဖြစ်တယ် and when he was about to come back i give birth when he was then not there then the landlord helped me to go to the hospital ဆိုတော့ယောက်ျားလုပ်တဲ့လူကဇင်ဘာဘွေကနေပြန်လာခါနေမှာပဲတောင်အာဖရိကမှာ ကျမကကလေးမွေးလိုက်ပါတယ် ကလေးမွေးတဲ့ကမှာတောင်အာဖရိကနိုင်ငံမှာဘယ်သူမှကျမကိုစိတ်ယုံမခေါ်သွားပြပါဘူး was into robbery အဲ့ဒါနဲ့သူမကလေးမွေးပြီးတော့ယောက်ျားလိုတဲ့လူကတောင်အာဖရိကကိုပြန်ရောက်လာတယ်။ဒါမဲ့ဒီယောက်ျားကတခိုးဖြစ်နေပါတယ်။ပြီးလို့ရှင်သူမရှိကဓမြလည်းတိုက်တဲ့သူဖြစ်နေပါတယ်။ဒီမိရေကတော့အင်မတန်ခါးတဲ့မိရေဖြစ်ပါတယ်။ and stealing. After he came back to Zimbabwe from buying his tent, he was arrested. ဆိုတော့ဒီလူကတခုဖြစ်တယ်ညဖြစ်တယ်ဆိုတာသိသွားတဲ့အခါမှာဇင်ဘာဘူကလည်းပြန်ပြန်ပြီးမကြခင်မှာပဲတောင်အာဖရိကမှာဖမ်းခံရတာဖြစ်ပါတယ် When he was arrested he stayed in the in the reminder keep going 9 months probably mistake ဆိုတော့ဒီလူကဘလောက်ထိထောင်ကျသွားလဲဆိုလို့ရှင်ကုလကျသွားတာဖြစ်ပါတယ်ဆိုတော့တွင်းတို့တားတို့အချိန်မှာယောက်ျားတယောက်ကတခုဖြစ်သွားတယ်တခုဖြစ်နေတယ်ဓမြဖြစ်နေတယ်ဆိုတာသိရတဲ့အမျိုးသမီးတယောက်ရဲ့ဘဝဟာဘလောက်ဘလောက်ရင်နာစရာကောင်းမလဲဆိုတာကျွန်တော်ပြောလို့မလွယ်ဘူးအဲ့ဒီထဲကမှတခါအစူရကတခုကိုဖမ်းမိမှကုလထောင်ချလိုက်တယ်ဆိုတဲ့ခံစားချက်ကလည်း အဲအမျိုးသမီးအတွက်ဘလောက်ထိထိခတ်မလဲဆိုတာကျွန်တော်တို့မပြောတတ်ဘူးဒါကဘေကနေဆတာလေးဆိုလို့ရှင်မိဘစကားနားမထောင်ပဲအွန်လိုင်းမှာနေကိုချစ်တယ်ဆိုတဲ့စကားလုံးကိုယုံမိတဲ့အတွက်တက်ရောက်လာတာဖြစ်ပါတယ်တကယ်တော့လူဆိုတာအရွယ်ရောက်လို့ရှင်ချစ်သူရေးစားရှာတွေ့ပြီးမှအင်ထောင်ပြုတ်ရတာတော့မှန်ပါတယ်တိုးတော်လဲကိုတွေ့တဲ့လူကိုချစ်မိတဲ့သူဟာသူ့ရဲ့နောက်ကြောင်းရစဉ်တိထားဖို့လိုတယ်သူ့ရဲ့အတိုင်းအဝန်းကဘယ်လိုလဲသူဟာဘယ်လိုမျိုးလူလဲ သူ့မိဘကဘယ်လိုလဲယောက်ျားအကြောင်းပဲဖြစ်ဖြစ်မိန်းမအကြောင်းပဲဖြစ်တေချာစွာစုံစမ်းပြီးမှဒါကယူလို့ရတယ်ယူတင်လို့ရတယ်ဒါကသူတို့အကြောင်းကိုအကြောင်းသိတဲ့အတွက်စိတ်ချလို့ရတယ်ဆိုတဲ့အစ်စ်မှကြာမှနော်အတူပေါင်းတင်နေထိုင်တင်တာဖြစ်ပါတယ်ဒါမဲ့လူတွေကဒါကိုနားမလည်တဲ့အခါမှာအခုလိုမြေကြီးပြင်လေတဲ့မှာကြာတာဖြစ်တယ်မြေကြီးမြစ်ထဲမှာပဲကြာတယ်ဆိုတော့ လွတ်ဖို့လွယ်တယ်ပြင်းလဲဆိုတာကအင်မတန်ကျဲတာဖြစ်တဲ့အတွက်လွတ်ဖို့မလွယ်ပါဘူး then after you came after before you came out when there was a reset i went back home my mother sent him a money to be out of the jail after he get out of the prison ဆိုတော့ဒီယောက်ျားကပြန်လာပြီးဖမ်းခရရတာနဲ့သူမကလည်းပဲအဲဘာလဲဇင်ဘာဘွေကိုပြန်ခောက်သွားတယ်ဆိုတော့ဇင်ဘာဘွေကသူမ ရဲ့ဒီယောက်ျားရဲ့အမေကအမခံတဲ့အတွက်ဟိုတယောက်ကကိုလာနဲ့ထွက်လာတာဖြစ်တယ်။ Never wanted to talk to us. He said you didn't come to see me to the prison and want to see. တမဲပြဿနာကနောက်ထပ်ဘလို့တက်လာတယ်ဆိုတော့ဒီလူကိုလာထောင်ချပြီးပြန်ထွက်လာတဲ့အခါကျမကိုအတွေ့မခံပါဘူး။ကျမကိုမတွေ့ချင်ဘူးလို့ပြောပါတယ်။ဆိုကလေးကိုလည်းမတွေ့ချင်ဘူးအမေကိုလည်းမတွေ့ချင်ဘူး။ဘာကြောင့်လဲဆိုတော့ထောင်ကျနေတဲ့အချိန်မှာ သူ့ကိုလာမတွေ့လို့တဲ့ It was a I'm reading Luke 15 verse 1 to 6. ဆာဒီလိုမျိုးပြတနာကိုယေရှုခရစ်တော်ကဘယ်လိုကံတွေပါတယ်လဲ။နော်ဒီလိုမျိုးပါစကားကိုနားမထောင်တဲ့လူနော်လမ်းလွဲသွားတဲ့လူနော်အပြစ်ရှိတဲ့သူယေရှုခရစ်တော်ဘယ်လိုကံတွေပါတယ်လဲ။ပရောဖက်ကတမန်ကျမ်းစာနဲ့အညီရှင်းပြပေးမှဖြစ်ပါတယ်။ Then all the tax collectors and the sinners drew near to him to hear him and the Pharisees and scribes complained saying This man receives sinners and eats with them So he spoke this parable to them saying What man of you having a hundred sheep if he loses one of them does not leave the 99 in the wilderness and go after the one which is lost until he finds it. And when he has found it, he lays it on his shoulders, rejoicing. And when he comes home, he calls together his friends and neighbors, saying to them, Rejoice with me, for I have found my sheep which was lost. I say to you that likewise there will be more joy in heaven over one sinner who repents than over 99 just persons who need no repentance. ဆိုတော့အခုဓမ္မကျမ်းစာမှာယေရှုခရစ်တော်ပြောထားတဲ့နှုတ်ကပါတော်ကိုဖတ်တာဖြစ်တယ်။တခြားဖျားကူးခွေတဲ့လူเนาะတခြား ဖရားမျိုးမျိုးကိုကိုွယ်တဲ့သူတွေအတွက်တော့ဒီလိုအနေထားကမျောလင့်เสียမှာရှိတာဖြစ်ပါတယ်။ဒါပေမဲ့ယေရှုခရစ်တော်ကိုရှာတွေ့တဲ့လူယေရှုခရစ်တော်ကိုကူးကွယ်တဲ့လူတွေကြတော့မျောလင့်ချက်ရှိတာဖြစ်ပါတယ်။ဆိုတော့နောင်တနဲ့လူတယောက်ဟာယေရှုရှိကိုပြန်လာလို့ရှိရင်ကောင်းကင်နိုင်ငံမှာကောင်းကင်တမန်တွေကအလွန်ဝမ်းမြောက်တယ်လို့ပြောတာဖြစ်ပါတယ်။ဒါကြောင့်နောင်တနဲ့ပြန်လာတဲ့သူကို ယေရှုခရစ်တော်ဟာမျောလင့်ချက်ကောင်းကောင်းပေးထားတာကိုတမန်ကျမ်းစာတပုတ်မှာပဲရှာတွေ့နေတာဖြစ်တယ်။တခြားဘေးဖျားရာဇဝင်မှာရှာမတွေ့နိုင်ပါဘူး။ဒါကြောင့်လွန်ခဲ့တော့အနှစ်နေရာဆရာကြီးဂျက်ဆန်ကဗမာလူမျိုးများအတွက်မြန်မာလူဘာသာပြန်ထားတဲ့ရှင်လူကအခန်းကြီး15အငယ်1ကနေခုနှစ်ကိုကျွန်တော်ဖတ်ပေးပါမယ်။အခွန်ခံသောသူတို့နဲ့သို့သောသူအပေါင်းတို့သည်နားထောင်ခြင်းကယေရှုထံတော်သို့ချင်းကပ်သည်ဖြစ်၍ ဖာရိရှေနှင့်ကျမ်းပြုဆရာတို့ကဤသူသည်သို့တော်သူတို့ကိုလက်ခံ၍သူတို့နှင့်အတူစားပါတကားဟုကြေရွေ၍အပြစ်တင်ကြ၏ထိုအခါယေရှုကဥပမာစကားကိုဖြင့်မိန့်တော်မူသည်ကားတင်တို့တွင်တစုံတယောက်သောသူ၌တိုးတရာရှိ၍တိုးတကောင်ပြောက်လင်း90ကူးကောင်သောတိုးတို့ကိုတိုးတွင်ထားခဲ့ပြီးမှ ပျောက်သောတူးတကောင်ကိုမတွေ့တွေ့မိအောင်တွား၍မရှာဘဲနေမိလောရှာ၍တွေ့ပြီးလင်ဝမ်းမြောက်သောစိတ်နဲ့တိုးကိုပခုံးပေါ်မှာတင်ထမ်း၍မိမိအိမ်သို့ရောက်သောအခါအိမ်နီနာချင်းအဆွေခင်ပိုးများကိုခေါ်၍ဟေးငါပျောက်သွားတဲ့တိုးကိုငါတွေ့ပြီလာကြလာကြငါနဲ့အတူဝမ်းမြောက်ကြလော့ဟု လူတွေကစူတက်တယ်မဟုတ်လောထူနီတူဖြောက်မှ၍နောင်တရစီယာအကြောင်းမရှိတော့99ရောက်တော့နဲ့ကောင်းကင်တမန်တို့ဒီဝါမြောက်ချင်းရှိတီထက်နောင်တရတော့လူစုတယောက်၌တာ၍ဝါမြောက်ချင်းရှိတီဟုယေရှုကဆို၏ဟာလေလုယာတို့မြို့တည်းမြို့သမီးဟာပျောက်တော့သူယေရှုရှိကိုပြန်လာတာဖြစ်တယ် ။ဒါကြောင့်ဖျားတခင်ရဲ့ကယူနာကိုသူမအတိတ်ဆက်ဆက်ခံစားရတာဖြစ်တယ်။ဒါကြောင့်ဒီလိုပျောက်ဆုံးသွားတဲ့သူတွေခရစ်တော်နဲ့တွေ့ပြီးမှကောင်းကင်တမန်တွေဝမ်းမောက်တော့ဝမ်းမြောက်တော့ကောင်းကင်စင်ရဲ့ဝင်လာဖို့ယေရှုနာမ၌ကောင်းချီးပေးပါတယ်။ Jesus Christ to forgive me. ယေရှုဖျားကျမရဲ့အပြစ်ကို ကျမနောင်တရပါပြီ။ခွင့်လွတ်ပေးပါ။ To heal me, to deliver me. ကျမရဲ့အနာများကိုနောင် ်ငြိမ်းပေးပါ deliver me ကျမကိုဖန်ထားချုပ်ထားတဲ့နတ်ဆုလက်ထက်ကနေကျမကိုရွေးနှုတ်ပါဒါကစံစာတက်တဲ့လူတွေစံစာဖတ်တဲ့လူတွေပဲနားလေတဲ့စကားဖြစ်ပါတယ်ဟေရှာယအခန်းကြီး61အငယ်1မှာယေရှုခရစ်တော်လာတဲ့အခါနတ်ဆုဖန်ထားခြင်း ချုပ်ထားခြင်းငင်းစေခြင်းခံရတဲ့သူကိုရွေးနှုတ်ဖို့ယေရှုလာတယ်လို့ပြောတာဖြစ်တယ်ဒီနေ့ပရောဖက်ကိုဆက်လို့ပြေယေရှုနာမ၌ရွေးနှုတ်တဲ့အခါဒီမျိုးသမီးဟာ ီထက်ကနေလွတ်မြောက်လာရတာဖြစ်ပါတယ်။ဆိုတော့ဒီလိုလုံနိုင်တဲ့ဘုရားဟာယေရှုခရစ်တော်တပါးပဲတတ်နိုင်တာ ဖြစ်ပါတယ်။နားထောင်ကြည့်အောင်။ For the salvation of my soul ။နောက်တနေ့ပြန်လာပြည့်တဲ့အခါမှာကျမရဲ့အတ္တဝိညာဉ်ကိုလည်းကယ်တင်ပါလို့ပြောတာဖြစ်တယ်။ဒါကြောင့်ဒီလိုမျိုးနောက်တနေ့ပြန်လာတဲ့လူဟာယေရှုရှိကိုပြန်လာလို့ရှိရင်ကောင်းကင်နိုင်ငံကိုလည်းဝင်ခွင့်ရတာဖြစ်တယ်။ဒါကြောင့်ကောင်းကင်တမန်တွေ အလွန်ဝမ်းမြောက်တယ်ဆိုတာဒါကိုဆိုတာဖြစ်ပါတယ် I promise not to sin again I promise not to sin again I promise not to sin again ဘုရားသခင်ကိုယေရှုခရစ်တော်ကိုကျွန်မဂတိပေးပါတယ်နောက်တစ်ခါကျွန်မဒီလိုမျိုးအပြစ်မလုပ်တော့ပါဘူးအာမင် Jesus Christ has never distanced himself from those who have done mistakes to their lives. ပရဖက်ပြောရတာကယေရှုခရစ်တော်ဟာအပြစ်လုတဲ့သူတွေနဲ့နော်အပြစ်ထက်မှနစ်သွားတဲ့သူတွေနဲ့အဝေးကြီးမှာနေတဲ့ဖခင်မဟုတ်ပါဘူးသူစေဝါဆိုအပြစ်သားငါတို့အားလုံးကိုကယ်တင်ဖို့သူကငါတို့နဲ့အနည်းမှရှိပါတယ် be healed in jesus go you are free go you are free တော်တော်နေဟာနတ်ဆုချွတ်အောင်ချင်းတက်ကလွံ့မြောက်ပြီ not to sin again တော့ခါအပြစ်မလုပ်ပါနဲ့ခရစ်ဝင်ကျမ်း၄ကျမ်းကိုဖတ်တဲ့အခါတိုင်းမှာဒီလိုနောင်တရတဲ့သူတွေကိုယေရှုခရစ်တော်နတ်ဆုဖယ်ရှားပေးတယ်ပြီးလို့ရှိရင်အဆုံးမှာပြောတာကနောက်တစ်ခါအပြစ်မလုပ်နဲ့နောက်တစ်ခါအပြစ်လုပ်လို့ရှိရင်အခုနနင်ထုတ်လိုက်တဲ့နတ်ဆုဟာပြန်ဝင်လာတတ်တဲ့အတွက်နောက်တစ်ခါအပြစ်မလုပ်နဲ့လို့ပြောတာဖြစ်တယ် နောက်တစ်ခါအပြစ်လို့လို့ရှိရင်တာ၍စွတ်စွတ်နဲ့စွဝင်လာပြီးမှဖမ်းချုပ်တဲ့အခါမှာတာ၍ခံရဖို့ရှိတာဖြစ်ပါတယ်။ဘုရားတခင်အလုံးကိုကြွယ်ဝစွာကောင်းချီးပေးပါစေ။ Thank you Jesus. My name is Tembin